ခင်မွန်တဲ့အောင်ရည်ချမ်းနဲ့တွေ့ရမယ်မင်းသမီးဝင်းရမုံလိုင်းရပေါ့အခုလွတ်လွတ်ရဲအကြောင်းချီကျူးခံနေရတဲ့အောင်ရည်ချမ်းရဲ့ဇနီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆန်လင်းစိုက်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်အထူးသဖြင့်ကိုရဲခင်မွန်တဲ့ကနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်နေမယ်နေတိုင်းလို့လို့တခြားမင်းသမီးစစောလေးတွေနဲ့တွေ့ပြီးတော့အလုံးလုံးနေရမယ်ဆိုရင်ဇနီးတဲ့တယောက်နေနဲ့တဝင်းတုံမိတာစိုးရိမ်မိတာကသဘာဝကျတဲ့ကိစ္စတစ်ခုပါ ဒါပေမဲ့ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့အဲ့ဒီလိုမျိုးမိမသဘာဝကိုကြော်လွန်ပြီးကိုခင်ဘုန်းရဲ့အနုပညာအလုပ်ပေါ်မှာတကယ်ကို professional ဆန်ဆန်သဘောထားကြီးကြီးနဲ့ဆက်ဆံတတ်တဲ့အမျိုးသမီးတယောက်အကြောင်းပါသူမကတော့ပရိသတ်ချစ်တော်မင်းသားအောင်ရည်ချမ်းရဲ့ဇနီးတဲ့မခိုင်မဝင်းပဲဖြစ်ပါတယ်မင်းသားအောင်ရည်ချမ်းနဲ့မခိုင်မဝင်းတို့ဇနီးမောင်နှံကမကြသေးခင်ကမှမင်္ဂလာလက်ထပ်ထားကြတဲ့ပူပူနေနေဇုံတွဲတွေလည်းဖြစ်ပါတယ် ထူးခြားတာကဇနီးတဲ့မခိုင်မဝင်ဟာအင်ရှင်မသက်သက်မဟုတ်ဘဲရုပ်ရှင်လောကထဲကထုတ်လုပ်သူပရိုဂျူဆာတဦးဖြစ်နေပါတယ်။လက်တလုံးမှာတော့မခိုင်မဝင်ကိုယ်တိုင်ထုတ်လုပ်ပြီးတော့သူ့ရဲ့ခင်မုန်းတဲ့အောင်ရချမ်းကိုမင်းသမီးဝင်းရမောင်လိုင်းနဲ့တွဲဖက်ပြီးတော့တရုတ်ဆောင်စီမဲ့မုံမန်ညိုဆိုတဲ့ဇလန်တွဲကိုစတင်ပြီးတော့ရိုက်ကူးနေပြီဖြစ်ပါတယ်။ဒီဇလန်တွင်ရဲ့ကရော့ပွဲအခမ်းအနားမှာလူတွေအားလုံးကအင်အိုပြီးတော့လေးစားသွားရတဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်။ပုံမှန်အားဖြင့်ကရော့ပွဲတွေအခမ်းအနားတွေဆိုတာဓာတ်ပုံရိုက်ကြနေရာယူကြနဲ့ အတော်လေးအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ဒီပွဲမှာကြောကြမဲ့အချိန်ရောက်တော့မင်းသမီးဝင်းရမွန်လိုင်းကအာနာစိန်နဲ့မင်းသားရဲ့ဇနီးတဲ့ကိုမင်းသားရဲ့ဘေးမှာလာထိုင်ဖို့အတွက်အတင်းခေါ်သွားတော့တယ်။အမကကြောလေးကိုယ့်ရဲ့ခင်မောင်နှမပဲအမထိုင်တဲ့သာပေါ့ဆိုတော့သဘောမျိုးနဲ့အနေရဖယ်ပေးဖို့စူးစမ်းနေရပါဘူး။ တာမန်ဇနီးတဲ့တယောက်တော့ဆိုရင်တော့ကိုယ့်ရဲ့ယောက်ျားလေးမှာဝင်ထိုင်ပြီးတော့ပိုင်စိုးပိုင်နေနဲ့ဓက်ပုံရိုက်ခန့်ခြင်းမှာအမှန်ပါပဲဒါပေမဲ့မက်ခိုင်မောင်ဝင်ရဲ့တုံ့ပြန်ပုံကတကယ့်ကိုပြတ်သားပြီးတော့လေးစားစရာကောင်းပါတယ်မက်ခိုင်မောင်ဝင်ကမင်းသမီးဝင်းရင်မောင်လိုင်းရဲ့ဖိတ်ခေါ်မှုကိုညှင်းပယ်ခဲ့ရုံသာမကခင်မွန်းတဲ့အောင်ရည်ချမ်းရဲ့ဘေးမှာမင်းသမီးကိုသာဝင်ထိုင်စေခဲ့ပါတယ်သူကိုယ်တိုင်ကတော့နောက်တန်းတစ်ခုမှာတာမန်လူတယောက်လိုဝင်ထိုင်ပြီးတော့ကြတော့ခဲ့ပါတယ်ဒါကရုတ်တရက်ကြည့်ရင်တော့ရိုးရှင်းတဲ့ကိစ္စလို့ထင်ရပေမဲ့ တွေးကြည့်လိုက်ရင်တော့အများကြီးအထိပယ်ရှိပါတယ်။မခိုင်မဝင်းကငါကမင်းသားရဲ့မိန်းမပဲဆိုတဲ့မာနကိုရှေ့လမ်းမတင်မနေငါဟာဒီဇက်ကားရဲ့ထုတ်လုပ်သူဖြစ်တဲ့ ဒါကအနုပညာအလုပ်ဖြစ်တယ်ဆိုတဲ့အသေးစိတ်နဲ့ဇကားရဲ့ image ကောင်းမွန်ဖို့အတွက်မင်းသားနဲ့မင်းသမီးကိုသာနေရာပေးခဲ့တာပါဇနီးတဲ့တယောက်ရဲ့တဝင်းတူစိတ်တက်ထုတ်လို့သူတယောက်ရဲ့အမျော်မြင်ကပိုပြီးကြီးမားနေရာကိုတွေ့ရပါတယ်ဒီအပြစ်မှုကြောင့်အခမ်းအနားမှာရှိနေတဲ့သူတွေရော social media ပေါ်ကပရိသတ်တွေကပါ အောင်ရည်ချင်းရဲ့ဇနီးတဲ့ကိုချီးကျူးနေကြတာဖြစ်ပါတယ်ယောက်ျားမျက်နှာကိုအိုးမဲသုံးမဲ့မိမမျိုးမဟုတ်ဘူးတကယ်ကိုရင်ဆက်တည်ငြိမ်တဲ့အိမ်ထောင်ဘက်ပဲဆိုပြီးတော့မှတ်ချက်ကောင်းတွေပေးနေကြပါတယ် မင်းသမီးဝင်းရမွန်လိုင်းကိုရိုင်းကလည်းဇနီးတဲ့ရဲ့သဘောထားကြည့်မှုကြောင့်စိတ်လုံလုံချုံချုံနဲ့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နိုင်မှာသိကြပါရယ်။အထုံအဖြစ်ပြောရရင်တော့မင်းသားအောင်ရင်ချန်းကကံကောင်းလို့နဲ့ယောက်ျားတစ်ယောက်လို့ဆိုရမှာပါ။ ကိုရဲ့အနုပညာအလုပ်ကိုနားလည်ပေးရုံသာမကကိုနဲ့တွဲပတ်သရုပ်ဆောင်ရမယ်။မင်းသမီးလေးကိုတောင်နေရပေးလေးစားပေးတတ်တဲ့ဇနီးမျိုးကိုပိုင်ဆိုင်ထားတာကြောင့်ပါ။ကဲပရိသတ်ကြီးတို့ရင်မိတ်ဆွေတို့သာဆိုရင်ကိုရဲ့ချစ်သူခင်မုန်းတဲ့ရဲ့ဘေးမှာတခြားမိန်းကလေးတယောက်ကရှင်ထိုင်တာကိုဒီလောက်ထိသဘောထားကြီးကြီးနဲ့ခွင့်ပြုပေးနိုင်မယ်လို့ထင်လား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။